ဦးစင်းနာမည်ချင်းကမျိုးမြင့်မျိုးမြင့်ဆိုတော့ဂျာရီတာပေါ့အဲဦးစင်းနာမည်အရင်းနဲ့ဦးစင်းရဲ့ဘွဲ့နဲ့ဘွဲ့ကြတော့မျိုးမြင့်ဂျာရီတာဖြစ်တဲ့အတွက်ကြောင့်ဂျာရီတာဘွဲ့ဖြစ်ရမယ်လေအဲကြောင့်ဦးစင်းရဲ့ဘွဲ့နာမည်ကပညာဗလဆိုပြီးတော့ပြီးသွားတာအဲဦးစင်းကအခုငားရဲ့ဝတ်တယ်ဆိုတာမိခင်ရဲ့စန္ဒရဲ့ညီရွက်ချက်ကနံပါတ်1နံပါတ်2ကလည်း မိမိရဲ့ဒီအချိန်ပေါ့ရတဲ့အချိန်လေးမှာဟိုဝုတ်ဖြစ်သွားတာပေါ့ဘာလို့ငားရတဲ့ဝတ်တာလဲလို့တကားတကားမှမလားမေးမှာပေါ့နော်နည်းနည်းလေးဝဲရလားမင်းများပေါ့ပါဝတ်ချင်ပါလေကိုဗုဒ္ဓဘာသာဗုဒ္ဓသာသနာပေါင်းနေသွားခြင်းဒါပေမဲ့ဟိုဥညာဒီတဲ့တိုင်းပဲရုပ်ရှင်လိုက်တာရှိတယ်ဖြော်ပြီးရရှိတယ်ဘာတွေကရက်ထဲမှာတက်နေတော့ရတဲ့ရက်ကလေးကိုယူပြီးတော့ပုံပုံလေးကိုရှောက်ပြီးတော့အဲငားရလေဝတ်လို့ရပါတယ်ဆိုတာနဲ့ငားရတယ်ဝတ်လိုက်တာပါ ်ပစင်းအဲမတက်ခင်းတဲ့တက်နေတဲ့ဂျားကာလာလေးမှာလူ့ဘဝရဲ့အရတာနဲ့ပစင်းအရတာကွာတယ်တော့ဝတ်မှသိရဒါကြောင့်မိုးဘူးသေးတယ်မိုးရသေးတယ်ဝတ်ကြည့်စေခြင်းနဲ့ပေါ့နော်ဟိုခုနမိတဲ့တည်းမှာဦးစင်းရဲ့အသက်ပေါ့လူအသက်က50နှစ်နှစ်နှစ်ပြီးခဲ့တဲ့မေရပြည့်တာအဲဝါဝါရဝါရယ်ကိုပြောမယ်တရက်နဲ့တစ်နှစ် နေ့တစ်ပိုင်းရှိပါပြီမနေ့ကဆက်ဖို့ဆိုတရက်ဒီနေ့နေ့တော့ပဲအခုပဲစွန်းစားပြီးတော့တရက်နဲ့နေ့တော့အဝါတော်ရှိပါပြီတကာတကာမတို့ဦးတင်ရဲ့အပေါင်းအသင်းမိတ်ဆွေအားလုံးမိမိတို့ရဲ့လူအင်စန္ဒတွေတလုံးတော့ရတယ်ပြည့်စုံကြပါလိရရှိကြပါစေလို့ဦးမစင်ဘဝကနေပြီးတော့စွတောင်းပေးပါတယ်မေတ္တာလည်းပို့ပြီးပါတယ်